လူအသေးကြီးများတဲ့စစ်မြေပြင်မှာလေးနေရွယ်ကောင်းလေးဟာမိမျောနေရာကနေအထိတ်တလန့်နိုလာပါလေမိခင်ဖြစ်သူဟာအပျက်စီးတွေချတယ်မှာကိုလုံးတီနဲ့စိတ်ပန်းဆိုင်ရာပြိုလဲသွားကြတယ်အဖိုးကသူ့ချွေမရဲ့ခန္ဓာကိုယ်ကိုအုပ်ပိဖို့ဆောင်ယူလာပါလေဒါပေမဲ့မိခင်ဖြစ်သူကမိဘုံနယ်ကိုခုံချသွားတယ်မီးကြီးကကောင်လေးရဲ့နားနှစ်ဖက်ကိုကန်သွားစီပြီးတော့အမေဖြစ်သူကိုလည်းခေါ်ဆောင်သွားခဲ့ပါလေအဖေကသာအဝေးကိုအလုသွားလုပ်တဲ့အတွက်ဒီယာရီအလုံးကနေလွတ်မြောက်သွားတာဖြစ်ပါလေ နောက်တော့အဖိုးကြီးကနားမကြားရတဲ့ဒီကလေးလေးကိုသူ့သားရှိတဲ့ဟိုးဝေးလန်တဲ့တထုတွင်စီကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တထုတွင်ကိုသွားတဲ့ကကတရက်ကိုတစ်ချိန်ပဲပြေးဆွဲပါတယ်။သူကကလေးကိုခေါ်ပြီးတော့လမ်းဘေးမှာစောင့်နေုံပဲတန်နိုင်ပါတယ်။ဒါပေမဲ့စိုးသွမ်းတဲ့ကလေးလေးကစိတ်အနောက်ကိုပြေးလိုက်သွားတယ်။မမျှော်လင့်ပဲမိုင်းကွင်းထဲကိုရောက်သွားပါတယ်။ပူပူကဆေးရွက်ကြီးကိုနှိုက်ထုတ်ပြီးတော့ပါဇက်သေးထည့်ဝါနေတဲ့အချိန်ရုတ်တရက်နောက်ဘက်ကနေပောက်ကွဲတန်ကြီးကိုကြားလိုက်ရတယ်။တောစိတ်လေးကကံမကောင်းစွာနဲ့မြေမြုပ်မိုင်းကိုနင်းမိသွားပါတယ်။ ကောင်လီကပောက်ကွဲတန်းကိုမကြားရဘူးဆိုပေမဲ့လည်းကြောက်ပြီးတော့ဖဖိုးရဲ့ရင်ခွင်တွေကိုပြေးဝင်လာတော့တယ်။ဓာပြင်သူတို့ကတတ်ထုတင်သွားတဲ့ကားကိုလွတ်သွားပြီးတော့အမေဘက်ကအဖိုးကဒီအနီနားမှာနေတာဖြစ်တဲ့အတွက်ဖဖိုးကကောင်လီကိုခေါ်သွားပြီးတ냐လောက်တဲဖို့ဆုံးဖြတ်လိုက်တယ်။သွားတဲ့လမ်းမှာသူတို့လမ်းကြုံလိုက်စီးတဲ့ကားတစ်စီးပေါ်မှာမိုင်းထိပြီးတည်ထားတဲ့စိတ်တွေအပြည့်ပဲဖြစ်ပါလေ။ဖဖိုးကမကြခင်ရွာပေါက်ကိုရောက်တော့ရွာထဲမှာမိကုံးငွေတလူလူနဲ့ပျက်စီးနေတာကိုတွေ့လိုက်ရတယ်။ဒီမှာလေပုံကျဲခံထားရတာအရင်တည်တာပါလေ။ တချိန်ကချမ်းသာခဲ့တဲ့ရွာလေးကတနတ်တန်ကြည်တန်တွေရဲ့အောက်မှာပူလောင်တဲ့စိမြပြင်းတစ်ခုဖြစ်သွားပါတယ်။နေရာတိုင်းမှာလူတွေအလောင်းတွေကြီးပဲဖြစ်ပါတယ်။အမေတယောက်ဆိုတေပြီးသားသူကလေးကိုပွေပြီးတော့ပကတ်လွဲတချင်းစုံနေပါတယ်။ယောက်ျားတယောက်ဆိုခြေရတဲ့သူကိုဆုံရှုံလိုက်ရတဲ့အတွက်ယူသွားရှာပါတယ်။ရွာပြင်းနေရာတိုင်းမှာတူးထားတဲ့မြေတွင်းတွေကြီးပဲလူတွေကတန်းစီပြီးတချို့အခမ်းအနားလုပ်နေကြပါတယ်။တကြူအခမ်းအနားမှာကြာရှည်စွာဖတ်နေတဲ့ကုအန်တန်ကဒီယာအလောင်းကိုပို့ပြီးတော့ဝမ်းနဲ့စိတ်ဖြစ်လာစီပါလေ ူပူကကောင်းလေးကိုတောင်ဆောင်ဖို့ခေါ်လာရင်းနဲ့အမေဘက်ကဖိုးကိုရှာတွေ့တာပါပဲသူကတောင်ပေါ်တစ်ခုရှိမှငိုင်းနေရင်းနဲ့ဘာအယုံမှမရှိတော့တဲ့အတိုင်းတခုံးမှမပြောဘဲတစ်ချက်လဲကြည့်ပြီးတော့သူ့ရဲ့စိတ်ဝိညာဉ်ဆွဲထုတ်ခံရသလိုဖြစ်နေပါတယ်တဖက်ကအမျိုးသမီးကြီးကပူပူကိုပြောပြတယ်စစ်ပွဲကသူ့ရဲ့ဆွေမျိုးတွေအားလုံးကိုခေါ်ဆောင်သွားပြီဖြစ်ပါတယ်သူဒီမှာငိုနေတာနှစ်ရက်ရှိနေပြီလို့လည်းပြောတယ်နောက်တော့ပူပူလေးခေါ်ပြားကိုကင်ပြီးတော့သူချွေးမရဲ့အဖေဖြစ်သူကိုကူပြီးတော့သူ့ရဲ့မိသားစုဝင်တွေကိုကူးမြုပ်ပေးလိုက်ပါတယ်။နောက်တော့ဒီကနေတိတ်တိတ်လေးပဲထွက်ခွာခဲ့ပါတယ်။ ။ညာရောက်တော့မြေဖို့နေအောင်အပြည့်စီတွေပေါ်မှာလှည့်လျောင်းရင်ပဲတ냐တာအိတ်ခဲကြပါရယ်။နောက်တနေ့မနေ့ရောက်တော့ဖူဖူကကောင်လေးကိုခေါ်ပြီးတော့ကားကိုဆက်ဆောင်ပါရယ်။ဒါပေမဲ့ကောင်လေးကဆုံးပြစ်ထားတဲ့တင်ကားတစည်းတွေကိုဝင်သွားပါရယ်။ဘာမှမသိတဲ့ကောင်လေးကဒီတင်ကားဟာသူ့ရဲ့အတန်ကြားနိုင်စွမ်းကိုခိုးသွားတာလို့ထင်နေတာပါ။အတန်ကားဒီထဲမှာဖူဖူကတော့နောက်ထပ်ကားလွတ်သွားမှကိုကြောက်နေပါလေ။ကောင်လေးကိုတင်ကားတွေကထွက်ခဲ့ဖို့အဆက်မပြတ်အော်ခေါ်နေပါလေ။ဒါပေမဲ့ကောင်လေးကတော့ခေါင်းမပြီးအတန်ကိုပဲဆက်ချနေပါလေ။ခဏကြာပြီးတဲ့နောက်မြေဖိုးနေအောင်လုံးမောဟိုက်သွားကြတယ်။ ။ကောင်လီကပပိုးရဲ့ပခုံးပေါ်မှာမြည်ရင်နဲ့အိပ်ပျော်သွားပါလေ။လေတုတစ်ခုလုံးတဲဝါတွေဖုံနေတော့မြေဖိုးနှောင်းရဲ့ပုံစံကိုကြည့်ရတာတော့ဝါတတာဖြစ်နေပါလေ။ကောင်လီကောမျက်နာတွေကတဲမုံတွေအပြည့်ဖုံနေပြီးတော့နေရာလုံးကိုမရှိပါဘူး။လမ်းမေကစီဆိုင်ကတတိယတနားစရာကောင်းတဲ့အဖိုးကိုမြင်သွားပါလေ။နောက်တော့ဖြဲသည့်တလုံးကိုခွဲပြီးမြေဖိုးနှောင်းအတွက်တစိမ့်ယူလာပေးပါလေ။ရှာပေါ်မှာချိုတဲ့အရာတာကိုခဏလေးပဲခန်းစားလိုက်ရတာဖြစ်တယ်။ဒါပေမဲ့လေသူစိတ်ထဲကဝမ်းနေနေတာကိုတော့တတ်တာသွားစီပါလေ။ဆန်ရှင်တတိကပပိုးကြီးကိုစူးစမ်းပြီးနှစ်သိပ်ပေးရှာပါလေ။ လူဘွားဆိုတာကအမြဲအနှိမ်ရှိတယ်လို့ပြောပါရယ်ကျွန်တော်တို့တွေကလှိုင်းနေတူတယ်တေချင်းတရားဆိုရယ်ပင်လယ်ပြင်ကြီးမှာနှိမ့်လိုက်ပေါ်လိုက်နေပေလို့ပြောပါရယ်အဲ့ဒီအချိန်မှာတပ်ထုတွင်ကိုသွားတဲ့ကားကနောက်ဆုံးတော့ရောက်လာပြီးဖြစ်ပါရယ်ဒါပေမဲ့ကောင်လေးကစိတ်ကောက်ပြီးတော့ကားပေါ်တက်ဖို့ညင်ဆန်တယ်ဘိုးဘိုးလေးကောင်လေးကိုဆိုင်ရှင်တရေစီအထားခဲလိုက်ပါတော့ရယ်နောက်တော့တပ်ထုတွင်စီကိုတယောက်တည်းပဲကားနဲ့သူ့သားကိုသွားရှာတော့ရယ်အခက်အခဲအတားစီတွေကိုကြော်ဖြတ်ပြီးတော့ဘိုးဘိုးဟာနောက်ဆုံးမှာတော့သူ့သားလှုပ်လှုပ်တဲ့တပ်ထုတွင်စီကိုရောက်လာပါရယ် ဘဘိုးကခေါင်းဆောင်ကိုသူ့ရဲ့ကိုကြီးအကြောင်းနဲ့ဒီကိုလာရတဲ့အကြောင်းရှင်းပြတယ်။ဒါပေမဲ့ခေါင်းဆောင်ကခမားရဲ့သားကအခုပဲတွင်ရကိုအလုတ်သွားလုပ်ပြီဆိုပြီး၆နှစ်ကြာမှပြန်ထလာဖို့ဘဘိုးကိုပြောပါတယ်။ဒါအပြင်ရွာကဘုံကျဲခံရပြီးပြက်စီးသွားတာကိုခမားသားသိပြီးသားဖြစ်တယ်။အစကတည်းကတားဖြစ်သူကတရင်တွေကိုကြားထားပြီးသားဖြစ်ပါတယ်။အစပိုင်း၃လရက်လောက်ကတော့သူအစာမစားဘူးရေလည်းမတောက်ဘူး။လေကွင်းထဲမှာဝမ်းနည်းစွာနဲ့ကိုကြွေပြီးအယူလိုမျိုးကိုကုတ်ကိုနှိမ့်ဆက်နေတာတောင်ဘဘူကတားဖြစ်သူဟာစာပနာအတွက်အင်ကိုဘာလို့ပြတ်မလာရတာလဲဆိုပြီးနားမလဲဖြစ်နေပါဗျ။ ဒါပေမဲ့လည်းကောင်ကလေးကသူ့ကိုစောင့်နေတာဖြစ်တဲ့အတွက်ကြောင့်6နာရီမတိုင်ခင်ပြန်ဖို့လိုအပ်ပါတယ်။ဒီလိုနဲ့သူ့ရဲ့ secret ဘူးကိုတားဖြစ်သူကိုလွှဲပေးဖို့ခေါင်းဆောင်ကိုပေးထားခဲ့လိုက်တယ်။နောက်တော့ကိုဘကိုလမ်းလျှောက်ပြီးပြန်လာပါတော့တယ်။အတီးကျနေတဲ့ပုံစံနဲ့လူကြီးတိတ်ပြီးကျပြန်လာတဲ့တဲကန်နာရရဲမှာလမ်းလျှောက်ထွက်နေရရှာတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့တားဖြစ်သူကအချင်းနာမဲတာကြောင့်ဒါမှမဟုတ်အရန်ကိုနာကျင်လို့လို့မျက်နှာမဆိုင်ဝင်တာကြောင့်အင်းရဲ့စာပနာကိုပြန်မလာတာဖြစ်မယ်။တည်တောင်တည်သွားနိုင်တယ်။ဒါရီအားလုံးရဲ့အဖြစ်ကိုပြစ်တက်တွေစဉ်းစားဖို့ခြံထားခဲ့တာပဲဖြစ်ပါတယ်။ ဒီဇက်ကားလေးကိုတော့ driver ကြီးကမြေကြီးနဲ့ဖုံမိုးဆိုတဲ့ဝတ္ထုကနေကိုင်းညီအောင်ခြေခံကရဲကူးထားတာပဲဖြစ်ပါတယ်။ခေါင်းစစ်မှာပါတဲ့မြေကြီးဆိုတာကတော့အာဖဂန်နစ္စတန်နိုင်ငံကအဖွဲ့အစည်းတွေကိုဆိုလိုပြီးတော့ဖုံမိုးဆိုတာကတော့စစ်ကြီးပြတ်သုံးသွားပြီးတဲ့နောက်ဗာခန်စားချက်မှမရှိတော့တာကိုဆိုလိုတာပဲဖြစ်ပါတယ်။1989ခုနှစ်12လပိုင်း28ရက်နေ့မှာဆိုဗီယက်ပြည်ထောင်စုကအာဖဂန်နစ္စတန်နိုင်ငံကိုတက်တွေ့စေလွှတ်ခဲ့ပါတယ်။စစ်ပွဲအတွင်းမှာအရက်သားတက်တမ3တန်းကျော်အသက်ဆုံးရှုံးခဲ့ရတယ်။လူဦးရေ9တန်းကျော်ကတော့ပြည်ပကိုထွက်ပြေးပြီးတော့ဒုက္ခသည်တွေဖြစ်လာခဲ့ပါတယ်။ နာကန်သွားတဲ့ကောင်တွေကဒီဇယ်လန်ရဲ့အဓိကမိမဲဖြစ်ပါတယ်။သူကပောက်ကွဲတန်ကိုမကြားရဘူး။ပပိုးရဲ့အခေါ်တန်လည်းမကြားရဘူး။စစ်ပွဲကလူအနာကကိုဖျက်ဆီးပြလိုက်တာကိုဖော်ပြနေပါတယ်။စစ်ပွဲအတွင်းကမျိုးဆက်ဟာကမ္ဘာလောကကြီးနဲ့စကားပြောနိုင်စွမ်းကိုဆုံးရှုံးရတယ်။ဒီဇယ်လန်မှာစစ်ပွဲပြောက်ွက်တွေမပါပါဘူး။ရိုက်ချက်290ချက်ထဲနဲ့ကျွန်တော်တို့တွေကိုစစ်ပွဲရဲ့ရက်ဆက်ကြံကြုံမှုတွေနဲ့တနားညတာကင်မဲမှုတွေကိုခန်းစားမိစေပါတယ်။စစ်ပွဲရဲ့မိတော်တွေအောင်မှာလူကြီးမင်းရောကျွန်တော်ရောအားလုံးကဖုံမိုးတွေတသားပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်။